ကာမေစုမိစ္ဆာစာရာကံဟာအိမ်အောင်ရှိရဲ့လူနဲ့ပြင်မမိမှထိုက်တာမျိုးလားရှင်ဗျာယခုခေတ်လူနေထိုင်မှုပုံစံမျိုးမှာ living together နေလို့ရှင်ရောဒီကံထိုက်ပါသလားနောက်တစ်ခုကကြတော့ယောက်ျားဖြစ်သူကအပီးတိုင်ယဟန်ဝတ်ခဲ့လို့ရှင်မိမဖြစ်သူကို꽈ရှင်ခွင်ပေးခဲ့စင်ပါသလား꽈ရှင်ခွင်မပေးဘဲယဟန်ပေါက်နဲ့နေနေပါကလည်းအဲ့ဒီယဟန်နဲ့ဒီမိမနဲ့ကအချင်းလင်များဖြစ်မြောက်နေစေလားရှင်ဗျာဟုတ်ပြီ ကာမေတုမစ္ဆာစရကဟာအိနောက်ရှိတဲ့သူနဲ့ပြမမိမထိုက်ထမျိုးလားဆိုဆောက်ကြဘက်ကကြည့်မယ်အမျိုးသားတွေမပြင်းမှားရမယ်အမျိုးသမီးက20ရှိတယ်မှန်ပါဗျာအအကြမ်းရင်းပြောမယ်ဆိုရင် အမေရဲ့အုတ်ထိမှုအောက်မှာရှိတယ်အဖေရဲ့အုတ်ထိမှုအောက်မှာရှိတယ်မိဘနှစ်ပါးလုံးရဲ့အုတ်ထိမှုအောက်ညီကောင်မောင်နှမတွေရဲ့အုတ်ထိမှုဆိုလိုတာကမိသားစုဝင် ဖြစ်လာလို့ရှိရင် တပိသားစုရဲ့ဆောက်ရှောက်မှုလို့ခေါ်တာပဲဒါ responsible ဖြစ်သွားပြီလေဆွေမျိုးတော်လာပြီ responsible အဲ့ဒီအပြိုပဲဖြစ်စီယောက်ျားတွေကအမေရဲ့ထိမ့်သိမ့်ဆောက်ရှောက်မှုအဖေရဲ့ထိမ့်သိမ့်ဆောက်ရှောက်မှုတွေမကင်းသေးတဲ့အမျိုးသမီးတစ်ယောက်နဲ့ပြမလို့ရှင်ကမိသမီးဆက်ဆက်ကထိုင်တယ်နောက်တစ်ခါကြတော့မယားဆယ်မျိုးလို့ခေါ်တယ် တဝူကအိမ်တော်ပြုတ်ထားတဲ့မျိုးသမီးတွေတနီးနီးနဲ့အိမ်တော်ပြုတ်ထားတဲ့မျိုးသမီးက10မျိုးရှိတယ်။အဲဒီ10မျိုးနဲ့ပြမလို့ရှိရင်လေမျိုးသားတွေဟာကပိသမေဆန္ဒကထိုက်တယ်။အမျိုးသမီးဘက်ကနေချိမယ်ဆိုလို့ရှိရင်အမျိုးသမီးတွေဟာကိုယ်နဲ့အိမ်တော်ပြုတ်ထားတဲ့ပုဂ္ဂိုလ်ကလွဲပြီးတခြားပုဂ္ဂိုလ်ပြုမလို့ရှိရင်မျိုးသမီးတွေကကပိသမေဆန္ဒကထိုက်တယ်။ဒီမှာ เนาะပုံပုံပြောပုံရဆိုလို့ရှိရင်အမျိုးသားတွေကအိမ်တော်မပြုတ်မချင်းအောင်ဘယ်မျိုးသမီးတွေမှဒီပြင်မလို့မရဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေဟုတ်တယ် unlawful sex relation lawful ဆိုလူတိုင်းလူတိုင်းမှာနိုင်ငံထဲမှာလည်းဥပဒေတွေရှိတယ်လीမှန်ပါသူကထုံတန်းစင်လာအရာထိမြန်ထားတာမဟုတ်ဘဲနဲ့အမိရဲ့အုတ်ထဲမှုအောင်ရှိတဲ့ဖေရဲ့အုတ်ထဲမှုအောင်ရှိတဲ့ဟာတွေနဲ့ဆိုရင်သူကကမေစုမေဆာဆာလို့ပဲခေါ်တယ်။မျိုးသားတွေကပုံများတယ်။တင်ပါ ဒါဖြစ်ရင်ပြည်တန်စာတွေရောအခကြီးငွေပေးပြီးတော့ပျော်ပါတာမျိုးကြာအဲ့ဒါတော့လွတ်တဲ့သူကပြည်တန်စာကြတော့သူကမုဟုတ်တိခါလို့ခေါ်တယ်မုဟုတ်တိခါလည်းအဖြစ်ရှိတယ်မျိုးသားတွေကအပြစ်လွတ်တာနဲတယ်အန်လောဖူမဖြစ်ဖို့ပဲရည်ချီတာပေါ့ဗုဒ္ဓဘာသာရဆိုလို့ရှိရင်အမျိုးသားနဲ့အမျိုးသမီးသဘောတူနေလို့ရှိရင်တော့မှဒီတရားဝင်လက်မထပ်ရသေးမယ်ဖြစ်ဖြစ်မိဘတွေရဲ့အုပ်ထိန်မှုအောက်မှာရှိနေသေးမယ်ဖြစ်ဖြစ်ဒီပြမားမိလို့ရှိရင်ကာမေသူမိစ္ဆာစာရကံထိုက်တယ်လို့ရှင်ပြား သူကတော့မိဘတွေကသဘောတူထားပြီးပြီဆိုရင်တော့သဘောတူခြင်းဒီပင်လင်ခွင့်ပြုခြင်းဖြစ်သွားပြီပေါ့မှန်ပါဗျာဘုလိုဖြစ်เสียအကြောင်းတော့မရှိတော့ဘူးလို့ထင်ပါတယ်မှန်ပါဗျာနော်မှန်ပါနောက်တစ်ခုကကြတော့ယောက်ျားဖြစ်သူကအပိတန်ယဟန်ဝက်ခဲလို့ရှင်ရောမိမဖြစ်သူကွာရှင်းပေးခြင်းသင်ပါသလားဗျာအကေအဲ့ဒါတင်ပါဗျာအဲ့ဒါအဲ့တော့ယဟန်ဝတ်တယ်ဆိုတာ renounce လောက်ထားပဲ renounce ဆိုတာဘာတွေကိုဆွံ့လွှတ်ရတော့ဆိုရင် ဆွေမျိုးတွေကိုဆွံ့လွှတ်ရတယ်ကိုပိုင်တဲ့ပစ္စည်းဥစ္စာတွေကိုဆွံ့လွှတ်ဆွေမျိုးဆိုတဲ့ထဲမှာထားလိုက်ပါတော့ကိုအိမ်နောက်ရှင်အိမ်နောက်ဘက်ကိုလည်းဆွံ့လွှတ်ရတယ်မှန်ပါဗျာနော်အဲ့ဒါတွေကို renounce လုပ်ပြီးတော့ရမ်းပွားကူချတာမှန်ပါရှေခေထွန်းတန်းဆက်လာအဲ့လိုမှန်ပါဗျာသို့တော့အပြီးတိုင်ကွာရှင်းပေးခင်ပေးခဲ့တဲ့မှာသလားဆိုရဲပေးကွန်ကြတာသူကကွာရှင်းပေးသည်ဖြစ်စေမကွာရှင်းပေးသည်ဖြစ်စေသူက renounce လုပ်တော့ ဇာဝတ်လို့ရှိရင်အဓိကမိမစီမှာခွင့်ပပန်းမိဘစီမှာပဲခွင့်ပန်းရမှန်ပါဗျာအမျိုးသမီးကသဘောတူသည်ဖြစ်စေသဘောမတူသည်ဖြစ်စေသူကအလိုလျောက်ရံဖြစ်သွားရင်ကွာရှဲမိသားဖြစ်သွားတယ်သူ့အနေနဲ့ကလည်းပန်းဆိုင်မှုတွေအားလုံးကိုဆုံးလပ်ပြီးသားဖြစ်သွားတယ်မှန်ပါဗျာနော်မှန်ပါဗျာမှန်ပါဗျာအဲဒါရှေးရှေးထုံးတိုင်းကိုပြောပြတာပေါ့ เนาะครับพระละแท้ก็ท้องสรรอภิไตกว่าရှင်ปี้ผู้สรแล้วเตยเวกว่าရှင်ขึ้นอคุขึ้นหลุสาจุฎิบาริไดบอสหลุดท่าจะไม่ใช่ครับตูติงาหวดตาระเนี่ยตะไบเนี่ยกว่าရှင်มีตาဖြစ်ไปครับเนาะไอ้หลุสุหลุดกว่าရှင်ขึ้นไม่ปี้ไปยะหันบ่องเนี่ยဝင်ว่าอติเมียอภิอย่ายောက်နေเสียละสรนิเมียหลุตั้วနေเนาะดีกะพุ่งนี้ปู่อ่ะส่งถ่อยอ่ะมั้ยตูอ่ะครับเอ้ไม่จุลุ่นเห็นเนาะตูอ่ะหนีเลยได้ครับทีโลเวพระละแท้ก็ တထေသာသူထိန်သားဆိုသူ့အမေဖေတွေစီကိုအတင်းကျပ်ခွင်တောင်းပြီးတော့ဝတ်တာမှန်ပါဗျာသူ့ဇနီးမယားနဲ့အိမ်မှာရှိတာပဲမှန်ပါဗျာသို့သောသူ့ပါမမပတ်သက်ဘူးဆိုလို့ရှိရင်တော့သူကရဟန်းကောင်းပဲမှန်ပါဗျာခုနလိုပတ်သက်ရင်တော့သူကပြည့်ရှိတယ်အဲ့ဒါမှန်ပါဗျာရသော်ရတရားထွက်အပ်ဆိုတော့ရသော်ရနဲ့သူကွာရှင်းခဲ့တာမှဟုတ်ခဲ့တယ်မှန်ပါသို့သောလည်း မပတ်သက်ဘူးဆိုတာသိသွားပြီလေဟိုခြံနာချင်းခံတဲ့အမျိုးသမီးတွေနေနဲ့ကြတော့နောက်ထပ်အိမ်တော်ပြုလို့ရတာဗျာရတယ်ရတယ်ဆုံးလို့သွားရရတယ်အမျိုးသမီးတွေမှာအိန္ဒိယထုံးစံရပြောမယ်ဆိုရင်သူတို့မှာတားယောက်ျားထွန်ကားသည်ဖြစ်စေတားယောက်ျားထွန်ကားမှယောက်ျားရဲ့အမွေးကိုခံယူခွင့်ရှိတယ်မှန်ပါဗျာတားယောက်ျားမထွန်ကားလို့ရှိရင်သူကဒီတိုင်းပဲအဝတ်တစ်ခုအဝတ်တစ်ထည့်ကိုယ်တစ်ခုနဲ့ပဲအိမ်မော်ဆင်းရတယ် ဘာမှပတ်ဆိုင်ဝင်ဖြူตาယောက်ျားထုံးကားလို့ရှိရင်ตาယောက်ျားကိုအကြောင်းပြုပြီးတော့သူတို့ကตาကမွေခန္ဓာမှန်ပါဗျာသူကတော့မွေခန္ဓာမဟုတ်ဒါပေမဲ့ตาကိုအကြောင်းပြုပြီးသူ့ဘဝအဆင်ပြေတယ်ตาသမီးမရှိဘူးဆိုတော့အမျိုးသမီးကတော့ဒီတိုင်းပဲဘာမှဆက်ခံဝင်မရှိတော့ဒါအိန္ဒိယရဲ့ထုံးတမ်းစင်တာဒါကြောင့်မို့လို့သူတို့ကตาသမီးမထုံးကားဘူးဆိုရင်သူတို့ဘဝအတွက်တားဆိုးရိမ်တယ်မှန်ပါခုခေတ်ကတော့အဲ့လိုမရှိတော့ပါဘူးเนาะမရှိတော့ အနောက်တိုင်းကဆိုသာသိုးသေးတယ် divorce လုပ်ရင်ယောက်ျားအများကြီးရောတယ်လူမှုနဲ့သက်ဆိုင်တဲ့ဘာသာနဲ့မသက်ဆိုင်ဘူးတရားเนาะ